မင်္ဂလာပါခင်ဗျာ UKO ဒီ IT နဲ့ engineer အလုပ်အတွက်ကိုဝင်လာခြင်းနေကြတဲ့လူတွေအတွက်ကိုသတင်းကောင်းလေးတစ်ခုရှိပါတယ် UK အစိုးရရဲ့ immigration policy အကြောင်းနဲ့ပတ်သက်ပြီးတော့ MAC လို့ခေါ်တဲ့ UK immigration advisory committee ကစာရဇောင်းကိုကိုယ်တိုင်ရေးပြီးတော့ home secretary ကိုပေးပို့ထားပါတယ်စာရေးသူကတော့ professor brian bell UK ရဲ့ဒီ uh, migration advisory committee ရဲ့ဥက္ကဋ္ဌပေါ့နော်သူရဲ့လိမ့်ဆောင်တော့ home secretary ကိုပို့ထားပါပေါ့နော်ဒီ MPO အဲ့ဒါမေလ29ရက်နေ့မှာအဲ့ဒါဘာနဲ့ပတ်သက်ပြီးတော့လဲဆိုတော့သူကပြောချင်တာကတော့ UK ရဲ့ IT နဲ့ engineering လုပ်ငန်းတွေမှာနိုင်ငံခြားသားအလုပ်သမားတွေကိုဒီအလုံးအကျုံမတုံးတဲ့တိတိကျကျတုံးနေရပေါ့နော်ပြဿနာဘာမှလည်းမရှိဘူးလို့ပြောတယ် အဲနောက်ပြီးတော့ဒီလုပ်ငန်းတွေဟာ UK စီးပွားရေးအတွက်ကိုအရေးကြီးရခန်းကဏ္ဍတွေဖြစ်နေတဲ့ကြောင့်ဒီ highly skilled highly wages economy ကိုတိုးတက်ဖို့အရေးကြီးရပါတော့။ဒီနောက်တစ်ချက်ကခြံထားလို့မရတဲ့ဟာ graduate မဟုတ်တဲ့ဤပညာအာအလုပ်သမားတွေမှာအလုပ်ကိုင်းနေလိုအပ်ချက်တွေအများကြီးရှိတယ်။ဒါကြောင့်ဒီအဲဒီ IT နဲ့ engineering မဟုတ်တဲ့ အလုတ်ကိုင်းတွေကိုပို့ပြီးတော့စစ်ဆေးဖို့ဟိုအချံပြုတ်ထားတဲ့ပုံပေါ့အချံပြုတ်တဲ့ပုံပေါ့နော်အဲကျောင်းတခုတိထားမှာတော့နော် MAC ကဒီစာကတော့အရေးကြီးတဲ့ဥပဒေပြောင်းလဲချက်ကိုတိုင်းရိုက်ပြောထားတာမဟုတ်ဘူးသူကကျတော့အစိုးရအနာဂတ်မှာစဉ်းစားဖို့စကားပြောထားပြီးတာပေါ့နော်ဒါကဒီမြမလူမျိုးတွေအတွက်ကိုအာဘာလို့တည်ငောင်းလို့ပြောရလဲဆိုတော့ဒါ ဒီ scale worker visa နဲ့ဝင်ကျင်တဲ့လူတွေဒီအလောက်ကန်နေအတွက်ကိုခွင့်ပိတ်ထားတာမျိုးရှိတော့ဘူးเนาะ limitation ကအာပုံနေသွားတယ်ပေါ့เนาะ MAC ကလည်းဒီ immigration salary list ပေါ့ ISL ကိုဖယ်ဖို့အပိတ်ထားတယ်ပေါ့เนาะဒီပြောချင်တာ salary stress ကိုကိုဘလူဒေါ်မပြတ်စစ်ဖို့အဲ့ဒါတွေကိုအာရှိတယ်ပေါ့เนาะအဲ့တော့ကြောင့် ဒီကိုယ့်ရဲ့မိသားစုတွေတကယ်ချင်းတွေမိတ်ဆွေတွေကိုအဲဒါလေးကို share ပြီးတော့ပေါ့နော်ပြီးတော့ဒီဒါမလို့ရှင်လဲဒီတတင်းမှာဝင်ဖတ်ပြီးတော့ဟိုဒီ home office website မှာဒီဒီအားရှိပါတယ်ဒီ letter ရှိရဲ့အဲ letter ဝင်ဖတ်ပြီးတော့ဟောမျှဝေလို့ရပါတယ် 2025, saying that the IT and engineering sectors are using the immigration system appropriately and that there's no need for major changes right now. They noted that these sectors are crucial to the UK economy and that the demand for skilled workers, especially in technical roles, remains high. In short, it's a positive update for anyone in these fields looking to work in the UK. No immediate policy changes and continued opportunities.